အဆိုင်ဒီပြည်သက်တွေအားလုံးပဲမင်္ဂလာနံနက်ခင်းလေးပါခင်ဗျာဆိုတော့ Liverpool fan တွေကတော့ဒါအားလုံးသိပြီးကြမယ်လို့ထင်ပါတယ်ကျွန်တော်တို့ Liverpool တင်းနဲ့ Florian Vaz ကတော့ Heavy Go ဖြစ်သွားခဲ့ပါပြီတစ်ဆက်ထဲမှာပဲဖုံးပေါက်တင်းရဲ့နောက်ခံကစားသမားလေးဖြစ်တဲ့ Milos Kakaslee နဲ့ကျွန်တော်တို့ Liverpool အတင်းရဲ့နောက်ဆုံးရအခြေအနေလေးကိုလည်းဒါ SNTV ကပြည်သက်တွေ အာတည်ရအောင်ပေါ့နော်ကျွန်တော်ဒီအကြောင်းအရာလေးကို morning ကျွန်တော် Liverpool တင်းရဲ့ transfer news အဖြစ်တင်ဆက်ပေးကြပါမယ်ဆိုတော့အလုံးမဲ့လက်ရှိမှာတော့ဒါညကပဲပေါ့နော် Fabrizio Romano အတီးပြူပေးခဲ့တာဖြစ်ပြီးတော့အာနာမည်ကြီးအားစားသတင်းတွေလည်းတောက်လျှောက်တင်နေတာမျိုးရှိပါတယ်ဒါကတော့ကျွန်တော် Florian Vaz နဲ့ကျွန်တော် Liverpool အတင်းရတော့အာပြောင်းရွှေ့ကြီး Euro 350နဲ့ Leverkusen တင်းနဲ့ကျွန်တော် Liverpool တင်းရဲ့ဂျားထဲမှာသဘောတူညီမှုအလုံးစုံရရှိခဲ့ပြီဖြစ်တဲ့အတွက်ကို Heavy Go ဖြစ်သွားခဲ့ပါပြီ ဆိုတဲ့အခါကျတော့ကစားသမားကိုရိုင်းကတော့လွန်ခဲ့တဲ့နှစ်ပတ်လောက်ထဲကလီဗာပူးတီးယုံပြောင်းရွှေ့ဖို့တော့ခေါင်းငိမ့်ထားခဲ့တာဖြစ်တယ်။ဂျာထဲမှာလီဗာပူးစင်နဲ့ကျွန်တော်တို့လီဗာပူးအသင်းရဲ့အပြောင်းရွှေ့အတွက်ညှိနှိုင်းမှုတွေကနည်းနည်းကြံ့ကြံ့နေတာမျိုးရှိပေမဲ့ဒီနေ့မှာတော့ကျွန်တော်တို့ဒါဟဲဝီဘိုးဖြစ်သွားခဲ့တာဖြစ်တဲ့အတွက်ကိုပျော်ရွှင်ရပြီလို့စိတ်ချရပြီလို့ပြောရမှာလည်းဖြစ်တယ်။ဆိုတော့ Florian Vass အနေနဲ့လာမယ့်24နှစ်အတွင်းမှာအင်္ဂလန်ကိုလာပြီးတော့ Liverpool အသင်းနဲ့ဆစ်ဆစ်မှုတွေပြုလုပ်သွားပြီးတော့မကြခင်ရပ်ပိုင်းအတွင်းမှာပဲကျွန်တော်ထင်တာတော့ဒီတစ်ပတ်ထဲမှာဖြစ်ဖို့များတယ်ဒီနေ့ကတော့ကျွန်တော်တို့ ပေါ်ထူးနေပေါ့နော်ဆိုတော့ဒီတပတ်ထဲမှာပဲလစ်ပပူးတင်ရတော့ Florian Vaz ကို officially announcement တရားဝင်ကြေညာသွားဖို့ရှိနေပါတယ်ဆိုတော့ Jersey Kaima ယုံမေဆိုတဲ့ကျွန်တော် SN TV ရဲ့ Nico ရဲ့အနေနဲ့ကလည်းမကြခင်အချိန်တော်အတွင်းမှာရပိုင်းအတွင်းမှာ Florian Vaz အနေနဲ့ကျွန်တော်လစ်ပပူးတင်ရဲ့ Jersey ကိုကင်ပြီးတော့ပေါ့နော်လစ်ပပူးအသင်းရဲ့ကစားသမားဖြစ်လာတော့မှလည်းဖြစ်ပါတယ်ပြီးတော့ရာသီချိုခြေစမ်းပွဲစဉ်ဒီမှာ Florian Vaz အနေနဲ့လစ်ပပူးအသင်းမှာ ါဝင်လာမလားဆိုရင်မိကွန်းလေးတွေကိုအာတည်ချင်ကြတဲ့ညီကိုတွေအတွက်လည်းပါဝင်ဖို့ရာခိုင်နှုန်းတော်တော်လေးများပါတယ်အာ Florian Vaz ကိုကျွန်တော်တို့လီဗာပူးတင်ရတော့ဒါ၅နှစ်စာချုပ်နဲ့ခေါ်ယူခဲ့တာဖြစ်တယ်ခုနပြောင်းရွှေ့ရေးယူရို150တွေမှာဆိုလို့ရှိရင်လည်းဒါ140 plus ပေါ့เนาะ add on ကြီး10တန်းပါဝင်တယ်လို့တော့သိရပါတယ်ဆိုတော့ကျွန်တော်တို့ဘဘူးတင်ရ Florian Vast နဲ့အပြောင်းရွှေ့လေးက OK သွားပြီစိတ်ချရပြီဆိုတဲ့အနေထားမှာတော့နောက်ထပ်ကျွန်တော်တို့ဒါခေါ်ယူဖို့အတွက်ရေပန်းစားပြီးတော့တည်င်းထွက်နေတဲ့ဘုံမောက်တင်ရဲ့နောက်ခံကစားသမားလေး ကကက်စ်လေးနဲ့ကျွန်တော်တို့လီဗာပူးအသင်းရဲ့အပြောင်းရွှေ့ကလည်းတိုးတက်မှုရှိပြီးတော့မကြခင်ရပိုင်းအတွင်းမှာပဲအာလီဗာပူးအသင်းနဲ့ဘုံပေါက်အသင်းရဲ့ကြားထဲမှာကာရလေးရဲ့ပေါ့နော်ပြောင်းရွှေ့ဂျင်းညှိနှိုင်းမှုတွေဆက်လုပ်သွားမှာဖြစ်ပြီးတော့ဒါနောက်ဆုံးအခြေအနေကိုရောက်ရှိနေပြီဆိုရှေ့ရက်ဒီမှာတော့ဘုံပေါက်အသင်းနဲ့ကျွန်တော်တို့လီဗာပူးအသင်းရဲ့ကြားထဲမှာဒါမီလော့စ်အာကကက်စ်လေးရဲ့အပြောင်းရွှေ့အတွက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ် officially ကမ်းလှမ်းမှုတော့မလုပ်ထားရသေးဘူးသို့ပေမဲ့လည်းဖုံးပေါက်တင်းနဲ့ကျွန်တော်တို့လေပပူးတင်းရဲ့ဂျားထဲမှာဆိုရင်ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတယ်အဓိကကတော့ဒါ Milos ကာကတ်စလီရဲ့အပြောင်းရွှေ့မှာတော့ထိထဲဝင်ဝင်လုပ်နေတာကတော့ဖုံးမောက်အတင်းနဲ့ယင်းနီပီးသားပေါ့နော်ကျွန်တော်တို့အတင်းအားစားဒရိုက်တာဖြစ်တဲ့ Richard Shu ကတော့အဓိကလှုပ်ဆောင်နေလို့သိရပါတယ်လက်ရှိမှာကြားသိရတဲ့ report တွေအများဆုံးလို့ရှိရင်တော့မကြခင်ရပ်ပိုင်းအတွင်းမှာပဲပေါ့နော်လာမယ့်48နာရီလောက်အတွင်းမှာပဲဘုံမောက်တင်းနဲ့ကျွန်တော်တို့လစ်ပတ်ဘူးအတင်းအရော Milos ကာရက်စလီအတွက်ပေါ့နော်အာနောက်ဆုံးဆွေးနွေးမှုအဖြစ်လီဗာပူးတင်ရလေဘုံမောက်တင်လူချင်းနေတဲ့ပြောင်းရွှေ့ခြင်းနဲ့အတူကန်လန်းသွားမှာဖြစ်ပြီးတော့ဒီအပြောင်းရွှေ့လေးကိုလည်းမကြခင်အပီးသက်လှုပ်ဆောင်လာဖို့ရှိရဆိုတဲ့တည်နေကတက်နေပါတယ်ဆိုကာယကံရှင်ဖြစ်တဲ့ဟန်ဂရီသားလေးကာရက်စကတော့လေဘပူးတင်ကိုပြောင်းရွှေ့ဖို့အတွက်ဂုဏ်ညိထားတာဖြစ်တဲ့အတွက်ပုံကိုဆိုင်ရန်သဘောတူညီမှုကတော့ OK နေပါပြီကျွန်တော်တို့ပြောင်းရွှေ့ခြေကိုပဲအသေးစိတ်ညှိနှိုင်းပြီးတော့ဒီတစ်ပတ်ထဲမှာပဲ Florian Vass လို့ပဲ Caras လေးရဲ့အပြောင်းရွှေ့ကလည်း Heavy Go ဖြစ်လာဖို့ရှိပါတယ်ဒါကတော့ဝမ်းသာစရာ အခြေအနေလေးလို့ပြောရမှာလေဖြစ်ပါတယ်ဆိုတော့ကျွန်တော်လစ်ဗာပူးတင်ရတော့ဒီယာဒီမာတော့ဒါအတင်းပိုင်ရှင် FLG အနေနဲ့ပြည်သက်တွေကိုဂရီပေးထားတဲ့အတိုင်းပဲတကယ်ဟုတ်ငွေသုံးပြီးတော့ဗောနော်တကယ် quality player တွေကိုခေါ်ပေးနေတာဖြစ်တဲ့အတွက် Liverpool fan တွေအတွက်ကလည်းဒါပျော်ရွှင်စရာအပြောင်းအရွှေ့ရာသီလေးဖြစ်မယ်လို့ထင်ပါတယ်။စက်တင်ဘာလပဲ Liverpool တင်းနေနေနောက်ထပ်ဘယ်ကစားသမားတွေကိုခေါ်ယူသွားအောင်မလဲစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ Liverpool fan တွေကတော့ဒါတိုက်စစ်ကစားသမားတအူးလူဂျင်နာမျိုးရှိသလို CB ကစားသမားတွေလည်းလူဂျင်နာမျိုးတော့ရှိတယ်။ဘယ်ကစားသမားတွေကိုအသင်းကိုထပ်ပြီးတော့ရောက်စေခြင်းလေဗျ။ comment လေး အမအမြင်လေးတွေဝင်မြောက်ပြီးသွားခဲ့ကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ